ီကနေ့ဒေသနာရဲ့ခေါင်းစဉ်ပေါ့နော်။ဘုရားသခင်ကောင်းမြတ်တယ်တခါပြန်ပြောမယ်။ဘုရားသခင်ကောင်းမြတ်တယ်။ဟုတ်ပြီနော်။အဲ့ဒီတော့လူတယောက်ကိုကျွန်တော်တို့ကကောင်းတယ်ဆိုတယ်ဆိုတာရပြောလို့မရဘူး။သူ့အကြောင်းနဲ့သူရှိတယ်။ 中个教个，中国带去团团，后面几个那个，他呀，就是搞的不晓得多少，的多少，别的教我么讲这个？带去参观吧，妹妹，讲了去。去个公园看些什么？看看森林，当那的，阿爸去撸个鱼，阿爸。 အကျွန်ုပ်ရထိုက်သောအမွေဥစ္စာကိုဝေ၍ပေးပါဟုတောင်းပန်လေအဘသည်ဥစ္စာများကိုဝေ၍သားတို့အားပေးလေ၏ကျွန်တော်ပြရှာလူလောကကိုနှုတ်ခဲ့လေမကြခင်အချိန်ကလေးပေါ့ဗျာမြေပေါင်းတစ်ထောင်လောက်ကတခါလာခဲ့ပြီအဲ့တော့သူကလာတော့ဒီမှာ လည်းပဲလူရဲ့ဇာတိကိုယူရလူဟာဘုရားသခင်ကိုမမြင်နိုင်ဘူးမြင်လဲဆိုရင်ဒီလူဟာဘယ်ကိုတရားဒါကြောင့်မလို့ဘုရားရှင်ကလူရဲ့ဇာတိကိုယူပြီးတော့မှကျွန်တော်တို့လောကကိုကြွလာတဲ့အခါမှာသူကတရားတော်များကိုဟောကြားပြီးတော့တည့်နေတယ်ဒါပေမဲ့အဲ့ဒီအချိန်ခါမှာ တပ်ပုပ္ပုရှိတယ်တပ်တပ်ပုပ္ပုရှိတယ်ဘာသာရေးကြီးကဲရှိတယ်သူပြောတဲ့စကားကိုနားမလည်ဘူးနားမလည်ဘူးဟောဘာကြောင့်လဲသူကကောင်းငင်ကလူကောင်းငင်နိုင်ငံကလာတဲ့လူဒီကလူတွေကမြေကြီးပေါ်ကလူသို့သောအတိတရားကဟာ ဲ့ဒီကကြတော့ဘုရားရှင်ဟာကျွန်တော်တို့လူသားတွေနားလေနိုင်အောင်ဆုံးပြီးတော့မှပုံပေါ်မှာလေးတွေဥပမာလေးတွေနဲ့စပြီးတော့ပြောတယ်အဲ့ဒါဆိုရင်တော့တချို့သဝဲတော့နားလေလိုက်လေဆိုပြီးတော့သူကပြောဟုတ်ပြီနော်အကြောင်းအရာတစ်ခုကိုသူပေါ်ပြလိုက်ညီကိုနေရောက်ဖြစ်တယ်တဲ့ အဲ့ဒီမှာအငယ်ကပါကျိုးလဲအမွေပေးပါတဲ့ဟုတ်ပြီနော်အမွေပေးပါဆိုတော့သာသမီဆိုတာအမွေရခိုက်တာပဲဗျအဲ့တော့အဖေလုပ်တဲ့သူကကျဲသာငယ်တဲ့ဆိုင်နဲ့ဟာကိုပိုင်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 ရခဲ့ကွာညော့မင်းယူသွားတဲ့ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ ဒီကြမ်းသာလေးတစ်ချက်ကိုအရင်စဉ်းစားဒီကနေ့အပေစီမှာအမွေတောင်းတယ်လို့အပေကလည်းနော့ကစီးစိန်နဲ့အမွေတွေပေးတယ်လို့ဒီကနေ့ခင်ဗျားတို့ကျွန်တော်တို့ဘုရားသခင်ကပေးလိုက်တာနော်ကျွန်တော်တို့အသက်အရွယ်ငယ်ပြီးမှကြားပါတယ်ခွန်အားရှိတယ် လိုအပ်တဲ့အရာတွေကိုလည်းရရှိတဲ့လူများပါဟုတ်ပြီနော်အဲ့တော့အဲ့ဒီအချက်အဲ့ဒီအခါမှာဒီအဝေရရှိတဲ့သားကလောကအမွေကိုနေရပြီလို့အဖေကပြောလိုက်တဲ့အခါမှာ तू ကမဆက်လို့လေစိတ်ဆန္ဒနဲ့ပတ်သက်တဲ့အရာကိုရှာတော့စိတ်ရဲ့ကျင်းတ်ချင်း ိတ်ရဲ့ပျော်ရွှင်ခြင်းစိတ်ရဲ့သဘောကျခြင်းပေါ့ဗျာပုံပြီးတော့ရှင်းအောင်ပြောကိုကြိုက်တာကိုလုပ်မယ်ဗျာအဲ့ဒါနဲ့ဒီလူငယ်ဟာအေကထွက်သွားပြီးတော့ကြိုက်တာလုပ်တော့တာပဲဗျာအဲ့ဒီမှာပဲတပြေးပြေးတပြေးပြေးကြာလာတဲ့အခါမှာဥစ္စာ ပြည့်စည်ရာကုန်သွားတယ်လေတက်မတစ်ချက်ပါဗျာရှင်လူကောက်ကိုင်ခန်းကြီး15ခန်းငယ်73ခုနောက်များမကြာသားငယ်ဒီမိမိဥစ္စာများကိုတင်းယူ၍ဝိဇာတော်ပြီကိုသွားပြီးနေခုပြီမှာပါမကုန်၌လူကျူးသောအဖြစ်ဥစ္စာပြုံးကြည့်၍ကျွန်တော်တို့ဥစ္စာပြည့်စည်ဆိုတာဘယ်တော့ညံများဗျတစ်ဖက်ကပဲဖြုံးမယ်ဆိုရင်တော့ကုန်ပါလေ လိုက်ပြီးတော့တုံးတယ်ဗျာဖြုံးတယ်ဗျာကုံစီဗျာဘယ်လိုမဆိုင်ဘူးဗျာဆိုရင်တော့နောက်ဆုံးမှာတော့ကုံသွားတာကုံသွားတဲ့အခါကျတော့ဘယ်လိုဖြစ်မလဲကျွန်တော်တို့စကပုံတစ်ခုရှိတယ်တန်းတန်းရှိရင်လည်းလူတွေကဟာခင်ဗျာမိကောင်းပါကျမ်းပါလာဆိုပြီးတော့လူတွေကခင်ဗျာလှုပ်ဆဲမယ်ပန်းတာမရှိလို့ရှိရင်ခင်ဗျာ ပြီးတော့လူတွေရဲ့ဆက်ဆံမှုကဖြစ်လာနိုင်တယ်။အဲ့ဒီခါကျတော့သားအငယ်ဟာမိမိစိတ်ဆန္ဒအလိုအတိုင်းလိုက်လျှောက်ပြီးတဲ့အခါမှာလောကီစည်းရည်တွေကုန်တယ်တဲ့။ဟုတ်ပြီနော်။အဲ့ဒါကဘုရားရှင်ကအဲ့လိုပြောကြားခြင်းအမှုကကျွန်တော်တို့လောကမှာအသက်ရှင်တဲ့အခါမှာပထမတစ်ချီကတော့ဘုရားသခင်က လိုအပ်တာကိုပေးလိုက်တယ်။ဒုတိယစချီကြတော့ကျွန်တော်တို့ဒီမိမိရဲ့စိတ်ကူးမိမိရဲ့ပျော်ရွှင်ရာကိုလိုက်လုပ်တဲ့အခါမှာကုန်သွားမှာ။ကုန်ပါလေ။ကုန်တဲ့အခါကျတော့ဘယ်သူမှကိုခရုမဆိုင်။အဖက်လည်းမလုပ်ဘူးပြ။အဲ့ဒီတော့ဒီသားဟာဒီချိန်မှာကြမှာအတိတ်ကြောင်းနေတာ။ဟာကွာ။ ငါပြည်စီမှာလုတ်တဲ့စရင်ငါတော့ဒီနေ့မကစားရတော့ရသည်ဒီအပီစီကိုပြန်မယ်အပီစီကိုပြန်မယ်ဆိုပြီးတော့မှအပီစီကိုပြန်သွားတယ်ကျောင်းကတစ်ချက်ဖတ်ပြရှလူကကိုယ်ဝန်ခန်းကြီး၁၅ခန်းငယ်၂၁တားကလည်းအဘအကျွန်ုပ်ဒီတရားသခင်ကို၎င်းကိုရောကို၎င်းပြစ်မှာပါပြီတခုမှဆ၍ကိုရောဤတောင်းမှု၍ခေါ်ခြင်းကိုမခံထိုက်ပါဘူးဆိုရင် အဲ့ဒါကဘုရားသခင်ကလမ်းကြောင်းပေးပြီးတော့ပေါ်ပြသွားတာလက်တနည်းတော့အခါမှာကျွန်တော်တို့ကကျမ်းပါတယ်ဆိုတဲ့အရွယ်ချားပါတယ်ဆိုတဲ့အရွယ်ကုန်သွားလိုက်မယ်ဟုတ်ပြီနော်အဲ့ဒီအချိန်ကြတော့ကျွန်တော်တို့ကလူလောကကိုလည်းနားတယ်ကွာလူလောကလည်းနေလို့မရဘူး အဲ့ဒီအချိန်ကျမှအဲဘုရားပဲကိုပြန်ကမှဖြစ်တော့မယ်ဆိုပြီးတော့မှအဲ့ဒီလူငယ်လေးကအဖေကြီးပြန်ပြီးတော့ဖေရဲ့ကျွန်တော်ပြန်လက်ခံပေးပါကျွန်တော်ဖေကြီးမှာလောက်ကမားပဲလောက်ပါရစေဗျာဒီအလူမီယာမကောင်းဘူးညကျွန်တော်ကမျိုးမျိုးအတင်သေးတယ်နေသက်တယ်အဲ့ဒီနေရာမှာ အဖေပြောတဲ့စကားကိုနားထောင်ကြည့်အောင်။ဟာဟုတ်တာပေါ့ကွာ။ဒါရင်မင်းပြန်လာတာစိုးလို့ဘော။နှုတ်ဝင်မင်းဒုက္ခရောက်မယ်။အဲ့လိုတစ်ချက်မှမပြောဘူး။ तू ကပြောတယ်။ဟာငါသားပြန်လာတယ်။နော်။ तू နဲ့တက်ဆိုင်တဲ့အရာကိုပြေးလိုက်။လက်ဝယ်ရနာပြေးလိုက်။အဝတ်စားပြေးလိုက်။တို့ခေကောင်းကောင်းချက်စားမယ်တဲ့။ဟုတ်ပြီနော်။ 第十个月才别讲，今朝弄地，还再有个工程款要，好不？俺们家又买了，别个没有，别买都不要，别个买老慢才不耽误，我在那家，就住那家，今朝我九六年的，写好弄的八十五万，没有错，好不？那咱家拿来交钱，一百不交的，不比侬。 နေတော့နောက်ဆုံးအချက်သွားမယ်ဗျာနောက်ဆုံးအချက်ကိုကြားလာတယ်ပဲဆိုရှင်လူကဘုန်းရဲ့ခန်းကြီး15ခန်းရဲ့24ဘုရားဒီအထက်ကတည်းဤယခုရှင်ပြန်ဤအထက်ကပြောက်ဤယခုပြည့်ပြန်ဤဟုအစေအပါတို့ကိုဆိုပြီးမှထိုသူအပေါင်းတို့သည်ပြောင်းွင့်ခြင်းကိုပြုကြ၏မှန်ပြီလားထိုသူအပေါင်းတို့သည်ပြောင်းွင့်ခြင်းကိုပြုကြ၏တမန်ကျမ်းစာရဲ့အတိတ်ပဲကိုနည်းနည်းလေး နားထောင်ရအောင်တနေ့သောအခါမှာကျွန်တော်တို့ခန္ဓာကိုယ်ကပြည့်မှာကျွန်တော်တို့ဥစ္စာပစ္စည်းအကုန်ပါလေဒါပေမဲ့အဲ့ဒီအခါကျတော့ဘုရားရှင်ရဲ့ကျွန်တော်ပြန်လာပါမယ်ဘုရားရှင်ရဲ့ကျမပြန်လာပါလေပြောရင်ဘုရားရှင်ကလက်ခံမယ်သူလက်ခံမယ်သူရဲ့အိမ်တော်မှာတနည်းအားဖြင့်ကောင်းကင်နိုင်ငံတော်မှာလက်ခံမယ် ဒီအကြောင်းအရာတွေလူတွေနားလည်အောင်ဘုရားရှင်ကပြောပြခြင်းဖြစ်တယ်ဒါကြောင့်သင်္ကားစရာအချက်ကတော့ဘုရားရှင်ကောင်းမြတ်တယ်အားလုံးဘုရားရှင်ကောင်းခြင်းပေးပါစေအာမင်